မင်္ဂလာပါမနေ့ပြန်ခொနီယာသားသမီးများတို့တရက်တာဆောင်းရင်ဆောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့ငွေကြေးကန်တာအကောင်းလေးပါမယ်မထင်မှတ်ပင်နဲ့ငွေအစုလိုက်ပြောင်းလိုက်ဝင်လာတတ်ပါတယ်သူများပြည်တနာကိုပြည်တနာ ဖြစ်တတ်ပါတယ်ဆွေမျိုးမိသားစုများတို့တော့ကကြုံတွေ့ရတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လင်းနေတတ်ပါတယ်ခေါင်းတစ်ချမ်းကိုက်တတ်ပါတယ်အခြေအနေမှာတော့စိတ်နှောက်ယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်ပါတယ် နှစ်ခွန်ပါတဲ့ကနန်းများချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်။ရေရောင်အနည်းနဲ့တော့မိမိအိမ်ရဖျားမှာကိတ်မုန်းနှစ်ချက်ကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့ညနေဝရိယပိုင်းမှာအစွမ်းကုန်စူးစမ်းရမယ်နေ့လေးဖြစ်ပါတယ်။စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။ကွဲကွာနေတဲ့မိတ်ဆွေဟောင်းဆွေမျိုးဟောင်းများနဲ့ပြန်လည်ပြီးတော့ဆုံစည်းရတတ်ပါတယ်။အခြေအနေမှာတော့တာယာနေပါလိမ့်မယ်။ရင်းမအောင်တတ်ပါတယ်။ 3 5ပါတယ်ခဏများအချိုးပေးပြီးတော့ကန်ကောင်းနေအောင်တော့အနီအောင်ဖြစ်ပါတယ်ရေရီယာအနီနဲ့ကတော့မိမိအရာဖျားမှာလိန်ဗော်ဒီကလူပူဇော်ပေးပါအင်္ဂါသားရမီများတော့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရတတ်ပါတယ်မိတ်ဆွေရင်းများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်အထက်လူကြီးအကြီးအကဲများရဲ့အကူအညီများရရှိပါလိမ့်မယ်အလားအပါရွှေရည်သနာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်ဘိုင်းအောင်ပိုက်နာဖြစ်တတ်ပါတယ်ချစ်သူစီကနေပြီးတော့တည်ငောင်းများကြားရတတ်ပါတယ် 36ပါတဲ့ကလန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်ဖြစ်ပါတယ်။ရေဒီယာနေနေကတော့မိမိအရာဖျားမှာလိန်ပေါ်ကြီးကတ်လို့ပူဇော်ပေးပါ။ဗုဒ္ဓဘုရားတမင်းများတို့ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုခြင်းခေါ်အပ်တတ်ပါတယ်။စာချုပ်ဆက်တူရှယ်ယာကိစ္စများတို့စိတ်ညစ်အပ်တတ်ပါတယ်။ဝမ်းသာစရာသတင်းကောင်းတွေကြားအပ်တတ်ပါတယ်။ခြေရောက်အောက်ပိုင်းအထီးကိုင်းမိတတ်ပါတယ်။အချင်းအင်းမှာတော့အထင်မြင်နှွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ နှစ်ခွန်ပါတဲ့ကနေ့များချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေတွေဟာအနီနဲ့ကတော့မိမိအိမ်ရဖျားမှာမွေးငါးကတ်လို့ပူဇော်ပေးပါ။ကျွန်တော်ပြည်သားသမီးများတို့ယနေ့မှာတော့စိတ်ညစ်စရာနှစ်ကြိမ်ကြုံတွေ့ရတတ်ပါတယ်။ဘာပဲလို့လို့အဆင်မပြေဖြစ်နေတတ်ပါတယ်။အနက်ရောင်ကိုလုံးဝအသုံးမပြုပါနဲ့။ယနေ့အတွက်ကျမရေရောအထူးကူးစိုက်ပေးပါ။ချစ်တူစီကနေပြီးတော့လက်ဆောင်များရတတ်ပါတယ်။သွားသွေးအတွက်သွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်။ ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အပြာရောင်းတဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေရည်အနေနဲ့ကတော့မိမိအရာဖျားမှာပန်းသီးသုံးလုံးကလည်းပူဇော်ပေးပါ။တောက်ကြသားသမီးများတော့ယနေ့မှာတော့အလုံးနှမျိုးနေရာနှမျိုးဝင်ဝင်နှမျိုးဘာမဆိုနှစ်ကြိမ်နှစ်ခါဖြစ်တတ်ပါတယ်။အပြာရင်ဆိုင်တွေကြားတွေတည်းကနေပြီးတော့အခွင့်အရေးကောင်းတွေရရှိလာပါလိမ့်မယ်။စီးမျက်စိအစာရင်းနဲ့ပတ်သက်ပြီးတော့အထူးသတိပြုပေးပါ။အခြေအနေမှာတော့ဝေးလေကောင်းလေမျိုးဖြစ်ပါတယ်။ ရေးခွန်ပါတဲ့ကနန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်။ရေတွေကအနေနဲ့ကတော့မိမိအရာပြန်မှာဘစ်ကစ်ကတ်လို့ပူဆောင်ပေးပါ။စနေသားသမီးများတော့ယနေ့မှာတော့စီးပွားရေးလူမှုရေးကိစ္စများအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ကြံစည်ထားသမျှအရာအလုံးအောင်မြင်ပါလိမ့်မယ်။ငွေကြေးကံတော့အလွန်ကောင်းပါတယ်။အခြေအနေမှာတော့စမ်းပွင့်နေပါလိမ့်မယ်။အာယုံကြောအကြောနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်။ ငါးခွန်ပါတဲ့ကလည်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ချက်တွဲရောင်ဖြစ်ပါတယ်။ရေဒီယိုအနီနဲ့ရောမိမိအေးရဖျားမှာစီတမင်းကလို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။